မင်္ဂလာပါရှင်တရှေတို့ဒီနေ့ကတော့80ထဲမှာဒိတ်များဖို့ရိုက်ထဲမယ်အဲ့ဒီဒိတ်တေတေချေတို့ကတူဒေးကနေပြီးတော့ဘတ်ဒိတ်9ရက်အတွင်းသာရိုက်ထဲလို့ရအောင်လောရမဲ့နီလန်းလေးကိုမျှဝေပေးသားမှာပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်ဘယ်လိုလေးလဲဆိုလို့ရှိရင်ဥပမာဒီမှာဆိုလို့ရှိရင်အာတရှေတို့တရရက်နေ့ရက်နေပြီးတော့၈ရက်နေ့အထိကိုရိုက်ထဲလို့ရတယ်ပေါ့နော်တူဒေး9ရက် အဲ့တော့အဲ့နေရာမှာတချို့တို့က30ရက်ဒီကော်လန်ထဲမှာ30ရက်ဆိုပြီးတော့ရှောက်လ924လို့ရိုက်ထည့်ရဆိုရင်တချို့တို့ကဒီမှာမရတော့ပါဘူးเนาะအင်္ဂလိပ်လိုပဲရိုက်ထည့်တာဖြစ်ဖြစ်မြန်မာလိုလည်းမြန်မာလိုရိုက်ထည့်တာဖြစ်ဖြစ်မရတော့ပါဘူးဒါမှမဟုတ်10ရက်9924လို့တချို့တို့ကရိုက်ထည့်မယ်ဆိုရင်လည်းတချို့တို့ကရိုက်ထည့်လို့မရတော့ပါဘူးအဲ့ဒီလိုမျိုးလေးတချို့တို့ကန့်သက်ရှင်တယ်ဆိုရင်ဒီဘက်မှာတချို့တို့ကန့်သက်ကြည့်ရအောင်เนาะ ဟုတ်လားဒီဘက်မှာဒိတ်တွေကိုရိုက်ချက်မယ်ဟုတ်ပြီကိုဒိတ်ရိုက်ထည့်ခြင်းနဲ့ column တစ်ခုလုံးကိုဆက်လက်ကလေးပေးပြီးရင်တော့ data တက်တဲ့ကိုသွားပါ data တက်တဲ့ကနေပြီးတော့ဒီနားလေးမှာ data validation ရှိပါတယ် data validation တွေက data ဒီ validation ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ yes ပေးလိုက်ပါဒါကတစ်ချက်ကအရင်ရှိပြီးသားမလို့ clear လုပ်လိုက်ပါမယ်နော် okay ပြန်လုပ်ကြည့်အောင် ဒေတာဗလီဒေးရှင်းနဲ့ဝင်လိုက်ပါဒါဆိုရင်ဒီလိုမျိုးလေးတန်းကြပါလိမ့်မယ်အလားဆိုတဲ့နေရာမှာတစ်ချက်တော့ကဒိတ်ကိုရိုက်တဲ့မှာဖြစ်တဲ့အတွက်ဒိတ်ကိုရွေးပေးမယ် between ဆိုတဲ့နေရာမှာဘယ်နှရက်နေ့မှဘယ်နှရက်နေ့လို့ပြောချင်တာဖြစ်တဲ့အတွက် between ကိုရွေးမယ်အဲ့ဒီမှာတစ်ချက်တော့ကြည့်ရမှာဒီ start date ရဲ့တစ်ချက်တော့က end date ရဲ့ရိုက်တဲ့ရမယ်ပြောချင်တာကဒီဒီနေ့ကဘယ်နှရက်လဲဆိုတော့တစ်ချက်တော့က၈ရက်ဖြစ်တဲ့ today ရဲ့၈ကတပတ်အတွင်းမှာရှိတဲ့ data ကိုပဲရိုက်တဲ့မယ်9ရက်အတွင်းမှာရှိတဲ့ data ကိုပဲရိုက်တဲ့မယ် today ရက်နေစရရင်ပေါ့နော် အဲ့တော့အန်တိုက်ဒီတစ်ချက်တော့ဘာဖြစ်မလဲဆိုလို့ရှိရင် two day ဖြစ်ပါမယ်เนาะ TO DY two day ဆိုပြီးတော့ Windsor Queen Page လို့လေးတုံးပေးလိုက်ပါเนาะ two day Windsor Queen Page လေးတုံးပေးလိုက်ပါပြီးတော့ရင်တော့ဒီနေရာလေးမှာတစ်ချက်တော့ဘလို့ဖြစ်မလဲဆိုရင် start date ကတော့ two day တည်းရနေရခုနှစ်ရက်နှုတ်လိုက်နှုတ်လို့ရလာတဲ့အချိန်တော့ date ဒီ start date ပါပဲအဲ့တော့ TO DY two day Windsor Queen Page ဝင်စားဝင်ပေးဆိုပြီးတော့တချေတို့က minus 7ဒီလိုလေးရေးပစ်လိုက်ပါ today minus 7 is static ပါ2 day is endic ပါဒီလိုလေးရေးပြီးသားဆိုရင်တချို့တော့ okay လေးပေးလိုက်ပါဒါဆိုရင်ဒီထဲမှာ control ရဲ့ semi colon လေးရိုက်သေးလိုက်ပါဒါဆိုရင်တော့ဒီမှာအဲ၈ရက်၈ရက်9လရိုက်သေးလို့ရတယ်နော်ဟုတ်ပြီ10ရက်9လ2024ရိုက်တဲ့မယ်ရသေးတယ်အဲ့ဒီ10ရက်နေ့ရက်နဲ့၈ရက်အတွင်းမှာရှိတဲ့ date တွေကိုတချို့တော့ရိုက်သေးလို့ရတယ်ဒါပေမဲ့ကြော်သွားရင်ကြော်တချို့တော့ရိုက်သေးလို့မရတော့ဘူး25ရက်6လပိုင်း24လို့ရိုက်ခဲ့ကြည့်မယ်မရတော့ပါဘူးနော်နောက်တစ်ခု ခုနှစ်လပိုင်းနော်15ရက်ခုနှစ်လ2014 2024ရိုက်ထည့်မယ်တချို့တို့ကမရတော့ပါဘူးဒါဆိုရင် bad date ခုနှစ်ရက်နောက်ရက်ရောက်ရင်လည်းတချို့တို့က2ရက်နေရနေပြီး6ရက်နေအတွင်းဒီလို update ဖြစ်သွားမယ်နော်ဒီဒီကန့်သက်ထားတဲ့ date ကလေးရနော်ဒီရက်မှာဒီနေ့မှာတရက်နေ့ရက်နဲ့ရှစ်ရက်နေ့ရိုက်ထလို့ရတယ်ဆိုရင်မှနောက်ရက်မှာနှစ်ရက်နေ့ရက်နဲ့ကိုးရက်နောက်ရက်မှာသုံးရက်နေ့ရက်နဲ့၄ရက်ဒီလိုမျိုးလေတပတ်အတွင်းမှာရိုက်ထတဲ့ data တွေကသူကလက်ခံပေးသွားမှာပဲဖြစ်ပါတယ် ားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့သင်ငန်းစာလေးကဒီလောက်ပါပဲเนาะနောက်ထပ်နောက်နောက်ထပ်နောက်ရက်သင်ငန်းစာလေးမှာယခုလိုမျိုးလုပ်ငန်းခွင်အတဲ့အကျိုးရှိပြီးတော့မိမိအတွက်အသုံးဝင်စင်မဲ့ကွန်ပျူတာအသုံးပြုနည်းနည်းလမ်းများကိုဆက်ဆက်ပြီးတော့မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဒီရှယ်ရဲ့အကောင့်ကို like and follow လေးလုပ်ပေးပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်